မင်္ဂလာမနက်ခင်းပါရှင်နေပြည်တော်မိုးလဝတားနေဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်အောက်တိုဘာလ23ရက်နေ့မနက်ခွန်းနာရီချိန်ထုတ်ပြန်တဲ့မိုးလဝတားသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့မနက်6နာရီခွဲအချိန်တိုင်းထွာရရှိခဲ့တဲ့အနေဆုံးအပူချိန်တွေကတော့နေပြည်တော်မှာ23ဒီဂရီဆယ်စီယက်83ဒီဂရီဖာရဟိုင်းရန်ကုန်မြို့မှာ25ဒီဂရီဆယ်စီယက်89ဒီဂရီဖာရဟိုင်းနဲ့မန္တလေးမြို့မှာ24ဒီဂရီဆယ်စီယက်85ဒီဂရီဖာရဟိုင်းတို့ဖြစ်ကြပါတယ် အပူပိုင်းမုံတိုင်းဖန်ရှင်ချင်းနေတဲ့အပူပိုင်းမုံတိုင်းဖန်ရှင်အချင်းနေဒီကနေ့မနေ့မြန်မာစံတော်ချိန်9နိုင်ခွဲချိန်တိုက်ထွားကြများအရာယမန်နေညာကတောင်တရုတ်ပင်လယ်မြန်မာဖြစ်ပေါ်ခဲ့တဲ့အာကောင်းနဲ့အပူပိုင်းမုံတိုင်းဖန်ရှင်ဟာအနောက်အနောက်တောင်ဘက်သို့ရွှေ့လျားခဲ့ပြီးအပူပိုင်းမုံတိုင်းဖန်ရှင်ဖြစ်သောအာရုံသွားခဲ့ကဗီယက်နမ်နိုင်ငံဒါနမ်မြို့ရဲ့အရှေ့မြောက်ဘက်ရေမိုင်း55မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြူနေပါတယ် အပူပိုင်းမုံတိုင်းဖန်ရှင်ရင်တိနေရဘဝချက်လေးဖျားနယ်လေးတိုင်းတော့အဆိုပါအပူပိုင်းမုံတိုင်းဖန်ရှင်ဟာမြမစံတော်ချိန်9နိုင်ခွဲအချိန်မှာမြောက်လက်တီကျူ16.6ဒီဂရီနဲ့အရှိလောင်ကြီးကျူ18.9ဒီဂရီမှာရှိပြီးဘဝချက်လေးဖျား1000ဟက်တိုပါစကယ်နဲ့အမြင့်ဆုံးလေးတိုင်းတော့မှာတနအီကောမိုင်40နှုတ်ခမ်းဖြစ်ပါတယ်။နောက်36နိုင်တွင်ခမ်းမန်းချက် အဆိုပါအပူပိုင်းမုံတိုင်းဖန်ရှင်ဟောင်းအနောက်တောင်ဘက်သို့ရွှေ့လျားနိုင်ပြီးနောက်၁၂နာရီတွင်ပြည်နိုင်ငံအလဲပိုင်းကမ်းခြေဒေသများကိုဒါနံမြို့အနီးမှာဖြတ်ကျော်ဝင်ရောက်နိုင်ပါတယ်။ထို့မှတဆင်နောက်၂၄နာရီတွင်ပြည်နိုင်ငံကုန်းတော်မိုင်းဒေသများမှတဆင်လာအိုနိုင်ငံကိုကုန်းတွင်းမုံတိုင်းငယ်အဖြစ်ဖြင့်ဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ဒီကနေ့မနက်၆နာရီခွဲအချိန်မိုးလေဝသကြိုးတို့မှဖမ်းရရှိတဲ့ပုံအရမင်္ဂလာပင်လယ်အော်မြောက်ပိုင်းမှာတိတ်နေငယ်ဖြစ်ထွန်းနေပြီး ကပလီပင်လယ်ပြင်နဲ့ကြံမင်္ဂလာပင်လယ်တို့မှာတင်းတဲ့တမတိုင်တို့ထန်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာတိမ်နေငယ်ဖြစ်ထွန်းနေပြီးကြံဒေသတွေမှာတင်းအသင့်တင့်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်ပင်္ဂလာပင်လယ်အခြေအနေကတော့ဒီကနေ့မနက်ညမစံတော်ချိန်9:00နာရီခွဲချိန်တိုက်တော်ချက်များအရပင်္ဂလာပင်လယ်အနာတောင်ပိုင်းအိန္ဒိယနိုင်ငံတမီနာဒုကမ်းလွန်မှာဖြစ်ပေါ်ခဲ့တဲ့အာကောင်နဲ့လီဘီယာနဲ့ရံဝင်ဟာအနောက်မြောက်ဘက်သို့ရွှေ့လျားခဲ့ပြီးအိန္ဒိယနိုင်ငံ တမီနာတို့မြောက်ပိုင်းပူရူချယ်ရီမြို့နယ်အင်ဒရာပရာဒိတ်တောင်ပိုင်းကမ်းခြေတို့ကိုဖျက်ကျော်ခဲ့ပြီးဖြစ်ပါတယ်။အဆိုပါအကောင်နယ်လေပြားနယ်ရှောင်းဝင်းဟာအနောက်အနောက်မြောက်ဘက်သို့ဆက်လက်ရွှေ့လျားနိုင်ပြီးနောက်20နှစ်နာရီအတွင်းလေပြားနယ်ရှောင်းဝင်းအဖြစ်သို့အာရော့သွားမယ်လို့ခန့်မှန်းရပါတယ်။မြမပင်လယ်ပြင်မှာလှိုင်းနေငယ်မှာလှရန်တင်တင်ရှိပါမယ်လှိုင်းမြမမြမကန်ယူရန်တရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာလေးပင်မှာရှစ်ပေကန်ရှိနိုင်ပါတယ်။ဒီကနေ့ညနေထိခန့်မှန်းချက်များအနေနဲ့ကတော့ ချင်းပြည်နယ်နဲ့ AR ဒေတာနေသားကြီးတို့မှနေရာစစိမ့်ရခိုင်ပြည်နယ်စကနက်နေသားကြီးအောက်ပိုင်းမန္တလေးတိုင်းနေသားကြီး ရှမ်းပြည်နယ်မြောက်ပိုင်းနေပြီးတော့ပဲခူးတိုင်းနေသားကြီးရန်ကုန်တိုင်းနေသားကြီးနဲ့တနင်္သာရီတိုင်းနေသားကြီးတို့မှနေရာကျကျနေကချင်ပြည်နယ်စကနက်နေသားကြီးအထက်ပိုင်းမကွေးတိုင်းဒေသကြီးရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်း၊ကယားပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမှုထစ်ချုံရပါမယ်။ နေပြောင်းနဲ့နေတော့အတွက်ဒီကနေ့ညနေတီမိုးလွယ်တာအခြေအနေခံမှန်းချက်မှာနေရာကွက်ကြောင်မိုးထစ်ကြုံရွာပါမယ်အမြင့်ဆုံးမိုးချိန်မှာ35ဒီဂရီဆယ်စီယပ်65ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်နေတော့အတွက်ဒီကနေ့ညနေတီမိုးလွယ်တာအခြေအနေခံမှန်းချက်မှာလည်းနေရာကွက်ကြောင်မိုးထစ်ကြုံရွာပါမယ်အမြင့်ဆုံးမူချိန်မှာ34ဒီဂရီဆယ်စီယပ်63ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်ဤတဝိုက်အတွက်ဒီကနေ့ညနေထိမိုးလွယ်ပါတာအခြေအနေခံမှန်းချက်မှာလည်း နေရာွက်ကြောင်းမုတ်တချုံရပါမယ်။အမြင့်ဆုံးမူချိန်မှာ35ဒီဂရီဆယ်စီယက်65ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခမန်းချက်များအနေနဲ့ကတော့ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊မကွေးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊နေပြည်တော်နယ်၊တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကျကျမုတ်တချုံရွာနိုင်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မနက်ခဏနိုင်ချင်းထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်